ဒီနေ့ကျင်းပတဲ့ငြိမ်းချမ်း Forum Peace Forum 2025ကိုမေကာနာဖေရလာတဲ့နိုင်ငံတော်မှတာဝန်ရှိပုဂ္ဂိုလ်များနိုင်ငံတကာမှတည်တယ်တော်များနိုင်ငံခြားတယုံအသီးသီးမှတက်တယ်မှများ Forum မှာပေါင်းပြီးကြားမှုဒီနေ့ပြပါပညာရှင်များနိုင်ငံရေးပါတီများမှတာဝန်ရှိသူများရပ်ပွဲပစီများမှပုဂ္ဂိုလ်များပွဲစည်းသီးသီးမှကုသိုလ်များနဲ့ပြသကြကြပြအားလုံး ကိုယ်စိတ်နဲ့ကြားမှာချမ်းသာပြီးမေလာပေါင်းတဲ့ပြည့်စုံကြပါစေဒီပူဇာဒုက္ခဆက်တာအပ်ပါလေဒီကနေ့ဆိုင်ပြီးကျေပါမယ်နေနေဆိုတာကမင်္ဂလာပညာရှိကြီးတက်ဆိုင်အောင်ပစီများတဲ့ပုပ္ပုညာကိုယ်ရဲ့ပေါင်တဲ့အောင်ဆွေးနွေးကြတဲ့ကွဲဖြစ်တဲ့တဲ့ကြောင့်ရင်ရင်ယူပါမှုဆောင်ရွက်မှာရေပန်းကြီးယူပါဆောင်မှုပါကိုကြရတဲ့သမိုင်းပတ်တဲ့အခုဖြစ်ဖြစ်တယ်ဆိုတာကိုလည်းပြတော့ ပြောကြလို့ပါတယ်။ဒုတိယမရစိဘောကတစ်ဆင့်ကျွန်တော်နိုင်ငံအတွက်အဓိကသွားတဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းအဖြေရှာသုံးသပ်အကြံပြုချက်တွေပြုလုပ်သွားကြမှာဖြစ်တဲ့ပဲဒီဖိုရမ်ကနေကျွန်တော်နိုင်ငံရဲ့ရည်ရှိချင်းတက်ခိုင်တဲ့ငြိမ်းချမ်းရရှိဖို့အထောက်အကူဖြစ်စေတဲ့ကိုလည်းကျွန်တော်ယုံကြည်ပါပါတယ်။ကျောင်းလာကြတဲ့အဲ့တဲ့တော်ကလည်း ကျွန်တော်နိုင်ငံမှာလူလိုက်နေပြီပြည်တွင်းလက်နက်ကိုင်ပြဿနာတွေလည်းကျွန်တော်ပြောခဲ့တာကြတာဘူးလေအားလုံးပြည်ပဲဖြစ်ပါတယ်ဒီပြဿနာကိုသိစစ်ဆဲဆွေးနွေးနေတဲ့တက္ကသိုလ်ကဒူရီတူဟာနဲ့ချင်းချင်းဆောင်ရွက်ခဲ့ကြပါတယ်လူလိုက်ရရှိပြီးချိန်မှာပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပြီးပဲလေနိုင်ငံတော်ရဲ့တမိုင်းကြောင်းအခြေအနေများရောက်ပေါက်ပေါက်ထွက်တဲ့ခုနဲ့မှာလူလိုက်ကောင်စီဟာနိုင်ငံတော်တာဝန်တွေကိုရယူပြီး ဆိုရှင်တဲ့စနစ်တရားပြေဘူဦးစီးအစိုးရစနစ်ကိုကြောင်းလေးဆောင်လာပြီး1988ခုနှစ်တည်ဆောင်ရွက်ခဲ့ပါတယ်ပါရီလိုဒီဘူဦးစီးစနစ်ဦးပြောင်းမှုပြည်သူ့ရဲ့တောင်းဆိုချက်အရ1988ခုနှစ်မှာတမတော်ပါနိုင်ငံတော်ဒီမှုပြမှုဒီဆောင်ရွက်အဖွဲ့နဲ့နိုင်ငံတော်ကြတာရေးတဲ့ပူပြေကောင်စီနေတဲ့ဒီမိုကရေစီဦးပြောင်းရေးကိုတစ်စီပြစ်တစ်စင်အတကြပြအောင်လွတ်ဆောင်ခဲ့ပါတယ် ုတ်ချုပ်ရေးစနစ်ကြီးပွားစနစ်တွေကိုအဖြစ်ဖြစ်ချင်းပြောင်းလဲခဲ့ပြီးပါတီကိုဒီမိုကရေစီစနစ်ဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံတော်ရဲ့ခြေနေရတဲ့ကိုက်ရည်တဲ့ပေါ်စီဘူခြေကဥပဒေကိုရေးဆွဲပြီးတော့မှဒီလိုမျိုးဆန္ဒခါဘုန်းနဲ့ဒီပြုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီဒီဒိုလာရဲ့ပါတီမတီမိုကရေစီစနစ်ကိုဒါရဆက်ကုနေမှာဒီဒီငင်းငင်းအေးအေးချမ်းချမ်းနဲ့အောင်မြတ်စွာပြောင်းပေးနိုင်ခဲ့ပါတယ် ဒါကိုကြည့်ရင်တပ်မတော်နေတဲ့ဒီမိုကရေစီတွေကိုဒီကိင်းကလေးကအလေးထားပေါ်ဆောင်ပေးခဲ့တယ်ဆိုတာကိုလည်းပြန်လဲအမှားရစီလိုပါတယ်တပ်မတော်နေတဲ့2015ခုနှစ် SC စာလုံးကြီးစာချုပ်ကြီးပေါ်ပေါ်လာပြီးတဲ့ဒီကိန်းရဲ့ရင်းရဲဘွာတာ6ချက်ကိုချမှတ်ပြီးရေးပြတဲ့အချိန်လိုက်တာအောင်တဲ့ပေါ်ဆောင်ရတဲ့ရှိပါတယ်ကျွန်တော်ချမှတ်လိုက်တာဆောင်မှတ်နေတဲ့ရင်းရဲဘွာတာတွေဟာ အစီစာကြောရဲ့နှစ်ကာလတွေဖြစ်တယ်လို့ခစ်ဆက်ဆက်ရင်းကြားရေးကျိုးပါဆောင်ရွက်မှုတွေကရရှိတာလေအသည့်တရားတွေဖြစ်ပြီးလက်ရှိရင်းကြားရေးဒီဆောင်မှုခိုင်မြဲစေဖို့ပဲလိုက်တာလုပ်ဆောင်ရမယ်အရှိတရားတွေဖြစ်ကြောင်းလည်းပြောချလိုပါဒီဘုရားရှင်စုဒုတိယဆုတ်တဲ့ကာလမှာရင်းကြားရေးဒီလာကောအစတရားကိုပြင်တော်ဖြစ်အရင်ပြောတဲ့နိုင်ဖို့တဲ့ဆောင်ရွက်ခဲ့တာလည်းတွေ့ပါတယ် ဒီလိုပြောတဲ့ပုဂ္ဂိုလ်ကတမိုင်းကြောရခက်ခဲတဲ့ရှိလာနိုင်တဲ့အတွက်အတိမေးဖို့ပြီးပြီးတော့ဆွဲခဲ့ရပါတယ်။အဲဒီကာလတော့လည်းတပ်ဖို့အနေနဲ့ဥပ္ပဆောင်မှုတွေကိုလည်းအတတ်နဲ့ဆိုနိုင်ငံဆောင်လာပြီးခဲ့ပါတယ်။အရာပဲစိတ်ပဲဆက်ဆံရေးကိုဖြစ်နေနိုင်ဖို့ကျွန်တော်တို့ချိုးပန်းခဲ့ပါတယ်။ဒါပေမဲ့အဲဒီအချိန်ကသို့တော်နဲ့အစိုးရအနေနဲ့ဥပဒေနဲ့မြင်ညွတ်တဲ့ပြောဆိုမှုတွေပြဌာန်းချက်တွေကိုအတိပြုပြီးဥပဒေနဲ့မြင်ညွတ်တဲ့ကိစ္စများစွာလုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်ဒီမိုကရေစီအစိုးရဒုတိယအစိုးရတစ်ချက်ပါဒီမိုကရေစီလမ်းကြောင်းရဲ့လွဲချော်ပြီးလက်ရှိအခြေအနေကိုရောက်ရှိလာကြတာအလုံးစုပဲဖြစ်ပါတယ်ကြောက်ရတဲ့အဲ့ဒီတော့ကကျွန်တော်တကယ်ရဲ့အရင်ပိုင်းမြန်မာထားတဲ့ရေမှားချက်ကတော့ဒီမိုကရေစီရဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုနိုင်ငံပြူဆောင်မှုပဲဖြစ်ပါတယ်ဒီမိုကရေစီစီးရီးဆိုတာပြည်သူကရွေးချယ်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး p r e f e r e n c e ဆိုတာကတော့လုတ်ပိုင်ခွင့်အာဏာနဲ့ရပ်ပိုင်ခွင့်တွေကိုမျှဝေခံစားစေခြင်းပဲဖြစ်ပါတယ်။တတိယမြေ p r e f e r e n c e ဆိုတာမလူခွဲများတဲ့တိုင်းဒေသကြီးတွေပြည်နယ်တွေလူမျိုးတွေနဲ့လူမျိုးစုတွေစုစည်းလုတ်ကန်ရာကနေလုတ်ပိုင်ခွင့်တွေကိုဖွဲ့ဝေကျင့်သုံးတဲ့သဘောတရားဖြစ်ပြီးပေါင်းစည်းနေနိုင်ခြင်းနဲ့မျှဝေခံစားခြင်းတို့ပဲဖြစ်ပါတယ်။ဒါကြောင့်မဒူခွဲပြတဲ့ကိုစားပြုမှုတွေရှိပြီးပါရီတွေတိုင်းသာဒီမိုးစုတွေကိုချင်းချင်းပြက်ပြက် ကိုစားပြုတယ်ဘုရဲ့ဒီခုနှစ်လုံးပိုင်းမှာကျင်းပါမယ်ဒီခေါ်ပွဲမှာလက်ရှိကျင်းလို့နေတဲ့မဲအရာသို့ရသို့အနိုင်ပြုစနစ် FPTP အပြင်အချို့ကြကိုစားပြုစနစ်ပြည်သာစနစ်ကိုလည်းပေါက်ဆက်ကျင်းလုံးသွားမယ်လို့ကျွန်တော်ပြောကြပေးပြီးတဲ့ဖြစ်ပါတယ်ကျွန်တော်တို့နေတဲ့တရရှိခုနှစ်ပစိပုံချေတော်ဥပဒေနဲ့အညီနိုင်ငံတော်ဝန်ဆောင်ကတာဖြစ်တဲ့အတွက် ကိန္ဒရီလိုလာတဲ့ပါတီတို့ဒီမိုကရေစီစစ်တပ်ကိုလက်ဖြစ်မဲ့တောင်းခဲ့ပေါ်မှာဖြစ်ပါလိမ့်ဖြစ်ပါတယ်။စာရီတာဟိုယူဒရီကရှစ်လုံးလမ်းစဉ်900ပါ95မှာထည့်သွင်းချမှတ်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရကဘုရားရေးမှန်းထားတဲ့ဒီ new problem ကိုပြီးလုပ်ပါမှာဖြစ်ပါတယ်။သူရီရောက်ဝယ်ပြီးလို့လဲဆိုတာမှာတနင်္ဂနွေတော့အတိုက်အတာနဲ့ဆောင်းရွက်နိုင်အကောင်းဆုံးပဲဖြစ်ပါတယ်။ဒါပေမဲ့2020 ဒါတော့ဆန်ထားတယ်2020ယူရိုပဲကာရတွေတို့ကလည်းပါတီဆိုဒီမိုကရေစီအကြွေရုပ်ောက်ပွဲကိုရအောင်ပြီးသဘောနဲ့ကြည့်မရှိတော့လေတွေ့ရှိရမှာဖြစ်ပါတယ်။အာဇာပလာဖြစ်တော့ကလည်းအခက်အခဲတွေအကြားတဲ့နေဆောင်ရွက်ခဲ့တော့ပဲတွေ့ရပါတယ်။အခုလည်းတို့တွေနဲ့ယူရိုပေါ်ကိုပြည်နယ်သမားခြေခြေတဲ့နဲ့ခြေပနိုင်ဖို့အတွက်လိုတဲ့ဂျူဒီပစ္စည်းမှုတွေကိုလည်းအဓိကဆောင်ရွက်တဲ့ရှိနေပါတယ်။အဓိကကတော့ယူရိုပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ရုပ်ပုံပဲဖြစ်ဖို့လိုပါတယ်။ဒီခုလက်ရှိအခြေအနေမှာအနာရှိကုနေပစီဖို့ချေကောင်းဦးလေတို့တော်တည်တည်ရဲ့ရုပ်ပုံပဲများဥပ္ပိရုပ်ပုံဥပ္ပိများရရုပ်ပုံနဲ့တို့တော်တည်တည်ကိုခေါ်ကြည့်ပါခြင်းတို့လည်းဥပ္ပိနဲ့ရဆောင်ရဲ့နံကြောင်းတွေ့ရှိရပါယုဂဝတိမနဲ့ပေါ်တဲ့အလိုသားပါဝဲတဲ့လူတွေကောက်စီရဲ့အဆုံးဖြတ်တဲ့ သဘာဝနဲ့ဘုရားပုဇိပုချေဥဒီမှာပြန်ခါဖြစ်ဘူး။ဒါကြောင့်ကျွန်တော်တို့ဘုရားရှင်မထားတဲ့အတိုင်းပဲဥဒီပြန်ရချက်ပြန်နေပြီးရုပ်တော်ကိုကျင်းပပြီးတော့ဒီသူကရေးချောက်ရုပ်တော်ပြင်ရောက်လိုက်တဲ့အစိုးရကိုနိုင်ငံတော်အာဏာထုတ်ပြန်ပြီးမှဖြစ်ပါတယ်။ရုပ်တော်ကိုကျင်းပနိုင်ရေးဟာနိုင်ငံတော်ပြည်ကြီးအင်းချလိုက်တဲ့ငြိမ်းချမ်းဖြစ်ဖို့တိုးတက်မှုပုံပါလေအခြေအနေပုံပါလေအများကြီးမူတည်ပါတယ်။ ယူကဝတိပပင်ဥရဏေကြီးလွတ်တော်တည်တည်ဘောဘောတာပြီနိုင်ငံတော်ဒီဆောက်ရေးလုပ်ငန်းတွေနဲ့ရည်ရှိတဲ့ခိုင်မြဲတဲ့ရင်းချက်လုပ်ငန်းစဉ်တွေကိုရှေ့ရှုဆောင်နိုင်မှာဖြစ်တဲ့အတွက်ဒုလပီတရားထတဲ့ယူကဝတိယပါမေသာကျိပနိုင်ဖို့ပဲကျွန်တော်တို့အားလုံးဝမ်းမြူပေါင်းကျူပေါင်းဆောင်ရွက်သွားကြပါလေဖြစ်ပါတယ်ကျွန်တော်ဘောဘောတာပြီကျွန်တော်တို့သွားခြင်းနဲ့ဒီမိုကရေစီလမ်းကြောင်းကိုရှာမှတ်နိုင်တဲ့အခြေခံမျိုးပါ လက်နဲ့ဆက်ပြန်ပြီးမိမိတို့လူသားစင်တာကိုကောက်ထုတ်တာမျိုးလက်နဲ့ကညာစင်ကိုဖက်တွေပြီးလူမျိုးစဲဒေသစွဲကြီးမားစွာနဲ့မိမိတို့ရဲ့စံတာကိုသာဦးစားပေးလှုပ်ဆောင်ဖန်တီးတည်တာမျိုးတွေဟာဒီမိုကရေစီနဲ့တို့ပဲဒီကဲမှကနဲ့ညာစင်ကိုဘူးဆိုတာကိုလည်းအလေးနဲ့ဒိဋ္ဌိပြုကြစေလိုပါတယ်မိမိတို့လူသားချက်တွေကိုတို့တော်တည်တည်မှာစွေးနွေးဆုံးဖြတ်ပြီးပြုဆောင်ရွက်သွားကြမှာပဲဖြစ်ပါတယ် ကြောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာဒီမိုကရေစီပေါ်ဆောင်ကျင့်သုံးရမှာကမ္ဘာနိုင်ငံအချို့ရဲ့ဖြစ်စဉ်တွေပေါ်မှာသင်္ကန်းသာရယူပြီးပုံပေါ်ဆောင်တောင်းဖို့လည်းလိုပါတယ်ကမ္ဘာပေါ်မှာဒီမိုကရေစီစနစ်ကိုနိုင်ငံများကကျင့်သုံးရမှာတနင်္ဂနွေနိုင်ငံပုံစံတွေလူကြီးမှုမရှိကြပါဘူးအနောက်ဥရောပနိုင်ငံတွေမှာတော့မှတနင်္ဂနွေနိုင်ငံကျင့်သုံးဖို့ပေါ်တာမတူကြပါဘူးဒါမျိုးကြတော့အာရှနိုင်ငံတွေမှာလည်း တည်ယူမှုမရှိပါဘူး။ကျွန်တော်တို့နေဒီမိုကရေစီစနစ်ကိုကျင့်သုံးရမှာအခြားနိုင်ငံတွေကိုပုံကူးချတော့မှာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံရဲ့တမိုင်းကြောင်းလူနေမှုစနစ်ရည်ကြီးမှုဇေယျကနာဒိဋ္ဌုံတဲ့အစရာတွေနဲ့ကိုက်ကြီးတဲ့ဒီမိုကရေစီစနစ်ကိုမြန်မာပြည်မြန်မာဟာနဲ့ကျွန်တော်တို့မြန်မာတွေပဲဥဆောင်ပြီးတော့ပုံဆောင်သွားရမှာဖြစ်ပါမှာ။ဒီလိုပုံဆောင်ရမှာ နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ကျူးစီးဘက်ကိုရှေ့တက်နေပြီးအားလုံးစုပဲလုပ်ငန်းဆောင်ရွက်သွားကြမယ်ဆိုရင်ထိရောက်အောင်ပြမှာလည်းချက်ပါဒီမိုကရေစီစနစ်ကိုကျွန်တော်တို့နိုင်ငံမှာအခုမှကျင်းပတာလည်းမဟုတ်ပါဘူးဒီလိုရည်ကြီးစားကာလမှာပါလီမန်ဒီမိုကရေစီစနစ်ကိုစတဲ့ကျင်းသုံးဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာလည်းအခက်အခဲပေါင်းများစွာကြုံတွေ့ခဲ့ကြတာဖြစ်ပါတယ် ဒါရရှိကုနေနိုင်ငံတော်ပစီဘုအခြေခံဥပဒေအရဆက်ကုနေမှာစရိတောင်ယူခဲ့တဲ့ဒီမိုကရေစီပရမအစိုးရတစ်ထက်မှာတဲ့ဒီမိုကရေစီပြည်ပြောင်းလဲမှုတွေနိုင်ငံရေးစီးပွားရေးဒီမိုရေးနိုင်ငံတကာဆက်ဆံရေးနဲ့အခြားခန္ဓာပေါင်းစုံကိုပြည်ပြောင်းလဲမှုတွေလို့ဆိုနိုင်ခဲ့ပြီပဲစေခေါ့ကအများကြီးတဲ့ကျူးပေးကြရဒါမျိုးတင်ကားစာရယူပြီးကျွန်တော်နိုင်ငံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီစနစ်ကိုပေါ်ဆောင်ဖို့ လိုပါတယ်လို့ပြောခြင်းပဲဖြစ်ပါတယ်ကြောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာဘယ်တော့နာခတ်ပြီးညာတက်လက်ရှိဖို့လိုအပ်ပါတယ်ညာရေးမှာအားနဲ့နေရင်အဘိက္ခောဓမ္မမှုအယူဆဓမ္မမှုတွေဖြစ်လာတယ်လို့သုံးသပ်လို့ရဒီနေ့တိုင်ဒီတိုင်အားလုံးမှာပြည်ရတာရှိမှသာငကနာကကောင်းမှုသိချမှာလည်းဖြစ်ပါတယ် ဒါကြောင့်ခေတ်ဆက်ဆက်ကျင်းတော့ခဲ့တဲ့ပညာစစ်ပြုကိုပြန်လည်လေ့လာသုံးသပ်ပြီးလူဝတ်တဲ့ပြည်ပြည်ပြောင်းလဲမှုတွေနဲ့ပြည့်တင်ပြီးအားပေးဆောင်ရွက်သွားကြပါလေဖြစ်ပါတယ်။ဒီဒီကြီးကာလအချိန်ကြီးရယခုကာလမှာလူငယ်လူရွယ်တွေကအနည်းဆုံးကေဂျီသတ်တဲ့အဆင့်အထိပြင်ချတတ်မြောက်ပြီးဖို့လိုအပ်ကြောင်းလည်းလေ့လာတွေ့ရှိရပါတယ်။ကြောက်လာကြတဲ့ပြည်သက်တော်များကြတဲ့ ဒီမိုကရေစီပေါ်တော်နိုင်ဖို့တည်ငြိမ်အကြမ်းမှုဟာရည်ကြီးတဲ့လူအချက်ဖြစ်ပါတယ်။ကျွန်တော်အားရဆန္ဒကလည်းတူတူအားလုံးအတွက်ရည်ကြီးတတ်တာတဲ့လူမှုစီးပွားပါဒုံချိုရေးတဲ့အမတ်ကကြရရှိသူကသာအဓိကဖြစ်ပါတယ်။အကြမ်းတော်ဒီထိုင်ပြီးကောင်းမွန်တဲ့ဒုက္ခဆောက်ရနိုင်ခြင်းဖြင့်ဒီလိုဘောဘတုတ်တဲ့မှုကိုရရှိမှာပဲဖြစ်ပါတယ်။ဒီလိုချင်းချင်းမျိုးဖြစ်ဖို့ဆိုတာကျွန်တော်အနေနဲ့ မင်းစင်းဆိုင်ကိစ္စကိုယူတာပေါ်နေတာအမြင်ချင်းပဲဆွေးနွေးကြဖို့မှတ်ရခဲ့လိုအပ်ပါတယ်။ကျွန်တော်တို့လည်းငြိမ်းချမ်းပေါ်ဆောင်ရမှာဒါရရှိကိုလည်းပစီပူချီကဥပဒေနဲ့ဒါနဲ့လည်းကိုတိကတက်ကမှုရစေသဘောတူစာချုပ် NCD လမ်းကြောင်းကိုအဓိကဆွဲကန်ပြီးရှောက်ထမ်းရရှိနေပါတယ်။ငြိမ်းချမ်းပေါ်ဆောင်ရမှာလည်းဒီဘဆော့ဖန်မှုမရှိဖို့လိုအပ်တယ်လို့ ဒီလိုကဖြစ်မှပြောပါလေပင်းပင်းရှိရှိနဲ့လွတ်ဆောင်နေကိုလည်းလိုပါတယ်။ဆိုင်တန်ဒီဘူချင်းချင်းဒီလိုလူစိတ်ကရင်းခံပြီးငယ်ငယ်ကြီးလာရသစ္စာစုနဲ့ဖြီးချာနိုင်မှသာစိတ်မပြေရေချီချီတဲ့ရင်းရဲရရှိအောင်စောင့်နိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့အပြည့်ဝယုံကြည်ထားပါတယ်။ငယ်ငယ်ကဆက်ဆိုင်တဲ့ပတ်သက်ပြီး ိုင်ငံမြတ်ရဲ့တားဆတ်တာဖြစ်ဒီကိုလိုအပ်တာဖန်ပေမဲ့လည်းဩဇာကဖြစ်မသွားဘူးလေအထူးသဖြင့်ပြုရဖြစ်ပါတယ်ရုပ်နိုင်ငံဟာတမိုင်းကြောင်းနောက်ခံများရရတရွေတက်ချပြီးဗက်ဗရတဲ့နိုင်ငံရဲ့ဘူဝါဒကိုကျင့်သုံးပြီးတော့မှနိုင်ငံချင်းချင်းမိမိပြည့်ဆက်ဆံရေးရင်းနှီးစွာပြုရှိတဲ့ဒေသကြီးဘူငါးချက်တွေဆောင်းထိန်တိုက်ခံရရှိနေပါတယ်ခွဲခြားမှုများရဲ့အင်းကြီးနိုင်ငံပန်းတယ်လေ ဒါလာတာဖြစ်တဲ့ဆက်ဆံမှုရှိဖို့လိုပါတယ်လို့မိမိတို့တကယ်ရည်တည်စေဥပဒေတွေကိုလည်းလိုက်တာတန်ဖိုးထားဖို့တော့ကြောင်းလဲပြောကြလို့ပါကြောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျာကျွန်တော်နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီတာဝန်ယူပြီးတာနဲ့ဒီပိုင်းနဲ့အရင်ဆုံးပူးစမ်းပြဆောင်ရခဲ့တာကတော့အာဝရဉာဏ်ရည်တွေဖြစ်ပါတယ်ဒါကြောင့်ဉာဏ်ရည်တွေကော်မတီရေကိုယ်တွေဖွဲ့စည်းခဲ့ပါတယ် ဒါရောဆက်ဒီကိုဒီဖေဗရတာကစားပြီးလက်ရှိအချိန်ထိငြိမ်းချမ်းရေးအတွက်ပြည်သူဆွေးနွေးရေးကိုအမြဲတမ်းနောက်မထပ်ပြီးကျွေးတမချက်တွေမရှိတဲ့ဆွေးနွေးပွဲတွေအတွက်ခက်ကောကာလမှုတွေပြည်သူဆွေးနွေးမှုတွေပြုလုပ်နေကြတာပါလေအားလုံးတည်မြင်ကြည်သာဖြစ်ပါတယ်။ဒါနဲ့လည်းတကအဖွဲ့အစည်းတွေနဲ့မိမိတို့ရဲ့စားသားတဲ့မိမိတို့အဖွဲ့အစည်းရဲ့ကျူးစီးပွားတဲ့ဖြစ်ဖြစ်ဖြစ်တိုင်းပြည်တော်တို့နဲ့တိုင်းသက်ပြည်သူအားလုံးရဲ့အကျိုးစီးပွားကို ာမှာနဲ့ရှိပြီးသုံးသပ်ပြီးပြည်တော်ကညီရဲကိုရှစ်ရှိတွေးပြီးလွတ်ဆောင်ကြဖို့ကျွန်တော်တို့လည်းအလေးထားတိုက်တွန်းပြောကြလိုပါတယ်ကျွန်တော်တို့ဒီနဲ့ဘာလို့ဒီမိုကရေစီကိုဆောင်ရမ်းတဲ့အခါမှာဒုနဲ့ဒုကိုသဘောထားပေါ်တဲ့မှုတွေရှိနေပါအဲ့ဘယ်လိုကိုယ်စီလူရချက်တွေကိုလက်လက်ကတည်းကနေတောင်းဆိုကြကြတော့မှားရတဲ့ဓာတ်စင်ပဲဖြစ်ပါတယ် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအနေနဲ့ဖြေရှင်းရမှာတာအမှန်ကန်ဆုံးပဲဖြစ်ပါတယ်။အဲဒါကြောင့်နိုင်ငံတကာကကွန်စီများအနေနဲ့မိမိတို့ရဲ့လူသားချက်တွေကိုနိုင်ငံရေးနဲ့ဆက်ဆက်ညီနဲ့ဖြေချဖို့အတွက်အားပေးဆောင်ရွက်သားကြောင့်ကိုလည်းပြောကြားလိုပါတယ်။ဒါမှဒါမှသာကျွန်တော်တို့အားလုံးစီစီလေးလေးညီညီညွတ်ညွတ်တက်ကြီးလက်ကြီးနဲ့ကျွန်တော်ရှိမှထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုကြည့်ကိုခိုင်မာမှာပြသနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်ရှင်းမထားတဲ့ပြည်တော်ကြီးကိစ္စနယ်ကိုပြေလွှတ်ဆောင်ရပါယေဒီပရိသတ်ကချုပ်ကြီးရင်းတဲ့သာဝရဒေဂျန်ရရှိကြီးကတက်တမြရေးကြီးတာလက်နက်ကဓာတ်စင်နဲ့အချက်ပဲလွှတ်ရတဲ့ကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့ဆိုရှယ်မီဒီယာမျိုးတွေကိုထောက်ရှုပြီးသာဝရဒေဂျန်ရဲ့ကွန်ပျူတာရဲ့ရေးကိုကြည့်လို့တဲ့သူလက်တွဲပေါ်ဆောင်ချမ်းကိုလည်းလိုအပ်ပါတယ်ဒါကြောင့်နိုင်ငံတော်ကိုစက်ကြီးတက်ခဲ့နေတဲ့ တိုင်းတက်တက်ကအဖွဲ့စည်းတွေအကြပ်ွဲကောင်းများလူအဖွဲ့တွေအကြပ်ွဲ PDF အဖွဲ့တွေနဲ့နိုင်ငံအကြပ်တက်တက်ကအကြပ်ွဲတိုင်းမဲ့တဲ့လမ်းစဉ်ကိုဆွတ်လုပ်ပြီးပါတီနိုင်ငံရေးတန်းကြောင်းနဲ့ရုပ်ောက်ွဲတန်းကြောင်းတွေကအဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးဌာနနဲ့ဖြည့်ဆင်းဆောင်ရွက်နိုင်ဖို့အတွက်လည်းအခြေချင်းဖိတ်ခေါ်ကာလန်ထားခဲ့ပါတယ်နိုင်ငံရေးဌာနကိုဆွေးနွေးမှုတော့ပြည်သူ့ဖြူလီချင်းတဲ့တာဖြစ်ချင်း အပြေချာတယ်မှာဖြစ်တာတော့ရင်းရင်းစနေပွဲတွေကိုအနေနဲ့ကြိုးစိုးလက်ဖွင့်ထားပါကြောင်းဒီဖိုလာကတွေထက်စင်အပြီးပြီးပြောကြလို့ပြောရတဲ့အဲ့ဒါတော့ဗျာခင်ဗျာဒီနေ့ကြည့်ပါမယ်ဖိုလာမှာဂန္ဓာတိတိအဖွဲ့စည်းမျိုးစုံကပုဂ္ဂိုလ်အားလုံးပါဝင်ကြပါတယ်ဒီဖိုလာမှာအားလုံးပါဝင်တဲ့ဒီလိုသားရဲ့စနေပွဲပြည့်ဖြစ်စီဖို့လေ ကျွန်တော်တို့ဘက်ကညီညာရေးပါပေါ်ပေါ်ပတ်သက်ပြီးအားလုံးကိုလည်းခေကြခဲ့ပါတယ်။ဒါပေမဲ့တချို့ဒီချမ်းမြေမျိုးကြောင့်မနာနိုင်ကြပါဘူး။ကျွန်တော်တို့ကတော့နိုင်ငံရဲ့ပြည်သူလူထုရဲ့မျက်နှာချီးပြီးပြည်သူဆွေးနွေးရေးအတွက်အနေနဲ့လက်ကမ်းကြိုဆိုပါတယ်။ကြက်သက်ပြီးအားလုံးပါဝင်နိုင်ပြီးဆောရတဲ့မြတ်စောဒီဆွေးနွေးနိုင်ရင်နိုင်ငံရဲ့ပုံမှန်ကောင်းမှဖြစ်လို့ပြည်သူဆွေးနွေးရေးအတွက်ထပ်မံပြုပေါ်လာပါတယ်။ ငင်းငယ်ဆိုတာပုံပြသက်မှတ်တယ်သက်မှတ်တဏှာထားနေတဲ့အရာမဟုတ်ပါဘူးလူစုစုညီနေမှုကတစ်စင်းရရှိပေါ်ပွားလာတဲ့ရလကောင်းနေတဲ့ပုံပုံချားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးအရင်ဆုံးပြစ်စုံဖြည်းဖြည်းချင်းကိုမဖြစ်မနေလိုပါဘူးဒီလိုပြစ်စုံဆုနေတဲ့ကိုကျွန်တော်တို့အားလုံးကိုစီကိုစီတာဝန်ရှိကြတာပဲဖြစ်ပါတယ်ဒီကုသိုလ်တွေနဲ့ကြောကြလို့တာကတော့ငင်းငယ်တစ်ခါကိုကျွန်တော်တို့တွေနဲ့ အစဉ်ခုနှစ်ကျူကျူလေးရှိနေပါတယ်။ဒါကြောင့်လက်နက်ကန်ပေါ်စီရီအားလုံးကမိမိတို့လူသားချင်းတွေကိုဖြစ်စေဖြစ်ထက်တာတွေကိုနိုင်ငံရေးကြီးစားတဲ့စစ်သက်ကြီးနဲ့အပြီးရှာလေးကိုအားပေးဆောင်ကြကြဖို့လည်းတိုက်တွန်းပြောကြားလိုပါတယ်။ကျွန်တော်နိုင်ငံမှာလက်နက်ကန်ပြည်ပကတွေချုပ်ရင်းပြီးရေရှည်တီတက်ခံပေးတဲ့ရင်းရရရှိစေဖို့အတွက်လူစုစုလူရေးဌာနချုပ်မှာလူတို့ကလက်တွဲချက်တော့ကြပါဆိုလို့ပြောကြတယ်ဒီလိုချောပါတယ်။ Adotivo Jorge. <laughs>